သိချင်မသိရင်နေနေမုန်းငယ်ဒါပါကြောင့်မတွေးမြပါလားကိုအလုံးနဲ့တိုက်ခိုက်ခါချစ်ခဲ့ရနောက်ဆုံးတော့အသေးကွယ်ဘူးလားကျွန်တော်တို့ရင်မှချိုးသောပြုံးတွေနေအောင်များတန်တွေထွေးခဲ့ဒါရိကူရောအေးဆက်သွားအောင်လုံးရခဲ့တာ ကိုလွန်းနမန်သိရဲ့နေမင်းချခဲ့ဒါဘာကြောင့်လဲပြောခဲ့ပါလားကိုဘေးနာမင်းရှိတော့ရင်ကိုရဲ့ဘဝပျောက်ဆုံးနဲ့နဲ့ဒီပဲများကိုလိုရရင်ဝင်မဲတော့နေရမောင်မချစ်ဒီပုံလွန်းခဲ့မျောလင်းထားသမျှဆုံးရှုံးခဲ့ဒီမင်းသိရင်လားကိုရဲ့ရေခုန်တဲ့ချင်းတွေလေ Time. Hello Commentario Spain သိမ်းပါဒီတစ်ခါတော့အသိန်းချင်းမိုင်မှာအဲ day trip လေးတစ်ခုအသိန်းစီစဉ်ထားပါတယ်ဒီတစ်ခါတော့အသိန်းကဟိုလေးနဲ့လည်းစီစဉ်တော့ကွာကားရည်လည်းစီရတာအရန်မှုရဲ့အဲ့အတွက်ကြောင့်မလို့အသိန်းအခုဘတ်တရာနဲ့ plan ချထားတယ်ကွယ်အဲ့တော့တကယ်ချင်းတယောက်နဲ့သွားပါမယ်သူကစတော့သူလဲဆိုတော့ကိုကြီးဆိုင်ပုံမှန်ဖြစ်ပါတယ်ကဲဆိုင်ပုံသားနဲ့အသိန်းတို့အာ ဒီဘတ်တရားနဲ့ကွာအဲသွားကြည့်မယ်အဲအခုကတော့အသိတော့နာမည်ကြီးတယ် Dry Content National Park ဆိုတဲ့ ICU သွားမယ်အဲခွန်သက်ဘူတော်သွားမယ်ကွာအဲ့ဒီမှာအဲဘလို့ရှိလဲဆိုတာအသိတော့လဲသွားပြီးတော့ကြည့်ကြည့်မယ်ကွာအခုလောလောဆယ်တော့နေတော့ချနေပြီအဲဗာလေတစ်ကက်တွေပါလေအသိတော့မဖြတ်ရသေးဘူးအဲ့တော့သွားပြီးတော့ရေစုံဖြတ်ဖြတ်ကြမယ်ကွာကဲအဲ့တော့ဒီ trip မှာတော့အသိကအမှန်းထားတာကတော့ဘတ်တရားနဲ့ passport ပါပဲအဲ့ဒီတော့ကဲသွားကြည့်လိုက်ကြရအောင်ကဲတော့တော့မယ် let's go အသိတော့အခုလက်မတော့ဖြတ်မယ်ကွာ ကဲဒါကတော့အသိနော်ဝင်ဝင်ချင်းအဲဒီ main corridor ကြီးရဲ့အပေါက်မှာပဲရှိတယ်။ကဲဒီနောက်မှာဒီမှာတိန်းတော့သွားပြီးတော့လက်မတော်ဖြစ်မယ်ကွယ်။ကဲသွားမယ် let's go လိုက်ခဲ့ပါဦး။ခါခါခပွန်ခါကဲလက်မဝဲရလဲလွဲတယ်ကွာတိလာတန်းနော်တိတ်ပြီးတော့တိတ်လို့မစီလိုက်ရဘူးလက်မရသွားပြီအဲတယောက်ကမှ15ဘတ်ပဲကြတယ်ကွာနှစ်ယောက်ဆိုတော့ အဲ80ပဲရှိတယ်အဲ့တော့အသိန်းတို့သွားပြီးတော့အဲသွားလိုက်ရအောင်ဟိုမှာနည်းနည်းနောက်ကျနေပြီမြန်မြန်သွားလိုက်မယ်သူကဂိတ်ကလည်းမြန်တယ်ဘယ်ဂိတ်လဲဆိုတော့အသိန်းပြတ်ပြတ်မယ်ဂိတ်နံပါတ်8တယ်ကွာအဲ့တော့ဒီမှာပဲရိုးနံပါတ်တရှိက1 2 3 4 5 6 7အဲ့အဲ့မှာသွားပြီးတော့အသိန်းတို့တန်းပြီးတော့အဲ့မှာယထာသွားပြီးတော့စီးလို့ရတယ်ခွဲဒါဆိုလိုက်ကြည့်ပေးစားပါဦးနော်ခဲ့ဒါဆိုသွားလိုက်ရအောင် let's go အသိန်းတို့ကယထာစင်ကြံပြောင်းမှလည်းစိတ်ပူစရာမလိုပါဘူးနော်။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ဒီစင်ကြံတိုင်းမှာဆိုရင်တက်ကက်ဆောင်းနဲ့ဝန်ထမ်းတွေအကုန်ထရှိပေးထားပါတယ်။အဲဒီတော့ကိုကယထာစီရမှာမသေးစားဘူးဖြစ်နေတဲ့ဆိုရင်လက်မှတ်လေးပြပြီးတော့ဘယ်စင်ကြံမှာသွားစီရမလဲဆိုတာကိုသွားပြီးတော့မေးလို့ရပါတယ်။ကဲဘူတာယုံမှာအသိန်းတို့လိုဓာတ်ပုံရမ်းချင်တဲ့သူတွေအတွက်ကတော့ကြိုပြီးတော့စောပြီးသွားပါလို့အသိန်းကညွှန်းချင်ပါတယ်။ထပ်ပြီးတော့အသိန်းတို့ဒီလိုမျိုးလမ်းလျှောက်တဲ့စတိုင်ပုံစံမျိုးလေး short clip ဗီဒီယိုလေးရရင်လည်းဒီပူတာရမ်းအောင်မိုက်ပါတယ်။ကဲဒါဆိုရင်အသိန်းတို့55ပတ်တန်ယထာလေးသွားပြီးတော့စီကြည့်လိုက်ကြရအောင်ပါ။ တိန်တို့ဒီခွန်တန့်ကိုသွားမယ်ဆိုရင်ယထာတော့တနားရီခွဲလောက်စီရမယ်လို့တိန်တို့သိရပါတယ်အဲ့တော့တချစ်ကြမယ်ကွယ်ဒီအဲထိုင်းနိုင်ငံမြောက်ပိုင်းရဲ့ယထာစီရရဲ့အတွေ့အကြုံဘယ်လိုရှိလဲဆိုတာတိန်လိုက်ပြီးတော့ပြပေးမယ်ကွယ်အဲ့တော့လိုက်ကြည့်ပေးကြပါအောင်ကဲသွားမယ်ဒါဆိုရင်ခွန်တန့်ရောက်မှပြပေးမယ်โอเคအဲ့ဆိုရင်ဒီ blog လေးကိုလိုက်ပြီးတော့ကြည့်ပေးကြပါအောင်နော်ယထာ6နိုင်ခွဲဆိုရင်ထွက်ပါတယ်အချိန်လည်းအရန်အောင်မအောင်တိကြပါတယ်နော်အဲ့တော့ယထာစီးမဲ့ဆိုရင်တော့တိန်တို့မနေ့ဆော့ဆော့လေးသွားပြီးတော့စီးရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကဆော့ပြီးတော့သွားနိုင်ရင်တော့ပို့ပြီးတော့အကောင်းဆုံးပါပဲ။ အသိန်းတို့ထိုင်းနိုင်ငံရထားကလည်းမြန်မာနိုင်ငံလိုပါပဲဒီမှာဈေးတယ်လေးတွေရှိပါတယ်။အဲဒီမှာအဆွေးမှုနဲ့ရိုက်နေတဲ့အချိန်မှာပဲအသိန်းကလုတ်ကွက်ပြောက်သွားတယ်။ကိုယ့်ရဲ့နောက်မှာတို့ဖေရအိမ်မှာလာရောက်နေကွယ်အရော့ဝယ်လိုက်ပါတယ်။အမေသူကရီပြီးတော့ရှက်တော့ရှက်သွားသေးရနာအမေကြည့်လိုက်တော့ကဲဈေးလိုက်အောင်နဲ့ပပစီကနေပြီးတော့အသိန်း Amloy House နှစ်ဘူးဝယ်လိုက်ပါတယ်။ဈေးနှုန်းကတော့တဘူးကိုဘတ်20ပါ။အဲဒီတော့အသက်ကြီးနေသူတွေဈေးလိုက်အောင်လည်းဝယ်ပါလို့အသိန်းကညှို့ချင်ပါတယ်နော်။ကဲဆက်ပြီးတော့အသိန်းတို့အပြင်ဘက်ကယထားဘောကနေကြည့်ရတဲ့ရှုကင်းတွေအကြောင်းကိုပြောပါမယ်။ ကဲအသိန်းတို့အခုဗီဒီယိုကနေမြင်တွေ့ရတဲ့အတိုင်းပဲအသိန်းတို့ကချင်းမိုင်စတေရှင်ကနေပြီးတော့မနက်6နာရီခွဲကနေပြီးတော့စပြီးတော့ခုံမောင်းလာပါတယ်။တာယာလပ်ပါတဲ့မနက်ခင်းလေးမှာရထားပေါ်ကနေပြီးတော့ကြည့်ရတဲ့ရှုခင်းနေရာလဲတကယ်ဟောင်းအောင်မအောင်အသိန်းတို့ရန်အောင်လှပါတယ်။ကဲဒီစပါကင်းနေနာဖြတ်သွားတော့မှဆိုရင်တကယ်ဟောင်းအောင်ပြမပကြီးကားရဲရောက်နေတယ်လို့အသိန်းတို့ခန်းစားရပါတယ်နော်။ကဲအသိန်းတို့ရဲ့ရထားကလမ်းဖိုးမျိုးဘူတာလေးကနေပြီးတော့ကြော်ဝင်လာပြီးဆိုရင်တော့အသိန်းတို့တောင်းနေစပြီးတော့တက်ပါပြီ။ ကဲသိန်းတို့ကလမ်းပုံမျိုးအကျော်ကတောင်ကြားလမ်းနေရာတွေကိုဖျက်ပြီးသွားပြီဆိုရင်လည်းလူမျိုးလှပတဲ့နေရာတွေကိုဆက်ပြီးတော့သိန်းတို့မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ကဲဒါဆိုရင်သိန်းတို့ခွန်တန်းစတေရှင်ကိုဆက်ပြီးတော့ခီးဆက်လိုက်ပါအောင်မယ်။အလုံးမဲဆက်ကြည့်ပေးကြပါအောင်နော်။ခွန်တန်းကိုရောက်ပြီကွယ် yes ခွန်တန်းကိုရောက်ပြီ အဲအဲ့တော့ကြာချိန်ကတနားီဖွဲလို့ထင်မယ်မယ်တကယ်တမ်းရောက်တာတနားီနဲ့15မိနစ်လောက်ပဲစီရတယ်အဲ့တော့ကဲဒီမှာခွန်တောင်ရောက်ပြီကွယ်အဲ့တော့အသိန်းတို့ရောက်ရောက်ချင်းမလုပ်မလဲမျက်စာတော့ဆမ်းမယ်โอเคလက်ကြည့်ပေးကြပါအောင်ကဲတော့မယ်အဲ့တော့အသိန်းတို့ကပထမဦးဆုံးနေနဲ့ခွန်တန်ရောက်ပြီဆိုရင်ဘာလုပ်ရမလဲဆိုတော့အသိန်းတို့အဲ့လို daily လာတဲ့အသိန်းတို့လူတွေအတွက်ကကြတော့ဒီမှာ ဘူတာရောက်မှာကွာအာတစ်ကက်ကိုကြိုပြီးတော့အာမေးပါအာဘာလဲဆိုတော့အသိန်းတော့ဒီခွန်းတန်းကိုရောက်ပြီဆိုတော့အနေတောင်ကတက်လို့ရတယ်ကွာအဲ့တော့တောင်မတက်ခင်မှာဒီမှာကိုကဘယ်စိတ်ပြန်စင်တာလဲအသိန်းရှင်းပြပေးမယ်ဘလို့လဲဆိုတော့သူဒီမှာကအာချင်းမိုင်ကိုကွာဒီခွန်းတန်းဘူတာကနေပြီးတော့ချင်းမိုင်ကိုတိန်းတို့ပြန်နေလမ်းကြောင်းကအာ7နာရီခွဲမှာတစ်ချိန်ရှိပါတယ်အဲ့ဒါပြင်တော့7နာရီခွဲမှာတစ်ချိန်ရှိတယ်ပြီးတော့ညနေ6နာရီခွဲမှာရှိတယ်အသိန်းတော့ဟိုတနေ့ကုန်နည်းနည်းလေးဆော့ဆုံလေး ပြစင်တဲ့အတွက်ကြောင့်မလို့အသိန်း6နာရီခွဲမှာပဲပြန်ပါမယ်။အဲ့ဒီအတွက်ကြောင့်မလို့6နာရီခွဲမှာအဲပြန်မဲ့လက်မှတ်တရကြတော့အသိန်းတို့ကဟိုနေလေ4နာရီဆိုရောက်ပါတယ်။အဲ့တော့၄နာရီ ਉਹ ဒီကိုအဲဘူတောက်ပြန်ရောက်ရင်တော့အဆင်ပြေတယ်ကွာအဲ့တော့တောင်ပေါ်မှာတက်ပြီးတော့တွားလဲလို့ရတယ်အခုလောလောဆယ်အသိန်းတို့ကအချိန်ရတယ်ကွာအဲ့တော့မနက်စာလည်းမစားရသေးဘူးအဲ့တော့အခုလောလောဆယ်ဟို breakfast မစားခင်လောရမယ့်အရာတစ်ခုရှိပါတယ်အဲ့ဒါပါလဲဆိုတော့ဒီခွန်သက်မှာနာမည်ကြီးတယ်ဒီဘက်မှာအနီရောင်လေးကွာနာမည်ကြီးတယ်တက်တော့တွေ IG တွေ reel တွေမှာလည်းနာမည်ကြီးတဲ့နေရာလေးတွားကြည့်အောင် ကျတော့မလက်စကိုလိုက်ခဲ့ပါအောင်ဒီခွန်တက်မှာဆိုရင်နမဲကြီးတဲ့ဒီဥမင်နိုင်ကောင်းလေးနေရာမှာလဲဒီလိုမျိုး portrait ပုံစံမျိုးလေးတွေ short clip လေးရိုက်တယ်ဆိုရင်လဲတကယ်မှောက်လှပါတယ်ကဲဒီနေရာလေးကယထာလန်ချောင်းပေါ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘူတာမှာသူတို့ arrival time တွေကိုပြပေးထားပါတယ်အဲ့ဒါလေးကိုကြည့်ပြီးတော့တက်ပေါ်သွားရတာတော့ပို့ပြီးတော့ကောင်းပါမယ်ကဲဒါဆိုရင်အသိန်းတို့ဆက်ပြီးတော့ဒီ vlog လေးကိုကြည့်ပေးကြပါအောင်နော် ကဲဒီခွန်တန်းကတော့လေအတိုင်းကဒါပထမအဦးဆုံးရောက်တာပါအဲရှေ့မှာသွားမဲ့သွားမဲ့ဆိုပြီးတော့ဟို rainy season ဖြစ်နေတာအကြောင်းနောက်ပြီးတော့အတိုင်းအဲရှေးလာတွေမှာကျတော့တခြားနယ်တွေရှောက်သွားနေတာကွာအဲ့တော့ဟိုခွန်တန်းကသွားမဲ့သွားမဲ့နဲ့မရောက်ဖြစ်ဘူးဟိုဘယ်လိုပြပြရမလဲဟိုသွားမဲ့လို့ကြံနိုင်လေဟိုကိစ္စတစ်ခုမဟုတ်တစ်ခုဖြစ်တယ်ကွာအဲ့ဒီအတွက်ကြောင့်မလို့အခုမှပဲသွားဖြစ်တယ်အဲဒါဆိုရင်တကယ်ချင်းတရားကိုမေးကြည့်မယ်ကွယ်အခုပါလာတဲ့တကယ်ချင်းစိုက်မုံမေးကြည့်မယ်အဲဘယ်လိုပြင်ရှိလဲဆိုတာကဲကိုကြီးပြောပြပါအောင် အမ်ခွန်တောင်းလာရဘလို့ festival ရှင်ပြောရမစင်တော့အာလာခဲ့တဲ့လမ်းတစ်လျှောက်ရောအခုရောက်တဲ့ခွန်တောင်းရောက်တဲ့အချိန်မှာရောတကယ်တန်တယ်ပေါ့နော်တန်လို့ခံစားရတယ်။ရှူရင်းတွေလည်းအများကြီးကြည့်ခဲ့ရတယ်။ဒီရောက်ဒီရောက်တဲ့ခါမှာအရန်အေးရပေါ့နော်ဝင်ရသေးဘူးလို့လားမသိတောင်းပေါ်မှာဆိုတော့အဲ့တော့ဒီလိုလာရင်အဲ့လိုဟိုဒီဖြစ်ရတာမဟုတ်ရင်ကောက်တခုပြေပြေကိုခဲ့ဖို့တော့ကြံပြရပေါ့နော်။အရန်မိုက်တယ်ဒါတော့မှအဆပဲရှိသေးတယ်။အခုဒီမှာနာမည်ကြီးတဲ့ဒီဂူကြီးပေါ့နော်။ ဲ့ဒီကူကြီးကိုတွေးလိုက်ရတဲ့အချိန်မှာလိုင်ကူတွေးလိုက်ရတဲ့အချိန်မှာအထက်ကတော့မောင်မင်းညာတော့မိုက်တော့တကယ်မိုက်တယ်အခုမှစပဲရှိသေးတယ်ပြီးတောင်းဝင်လဲဆက်တအောင်မှာဆိုတော့အများကြီးကြံသေးတယ်အဲ့တော့ကြံရတာနောက်မှနောက်မှပဲပြပြရမယ်ပေါ့နော်ကဲအိုကေအဆောင်ရိုင်းလိုက်ကြည့်ပေးကြပါအောင်ကဲသွားမယ်ကွယ်ကူလို့ဗိုက်စနေပြီသွားမယ် ကဲအတိန်တို့ဒီမှာခွန်တန့်ကိုရောက်ပြီဆိုတာနဲ့အတိန်တို့စားစရာက breakfast ဆိုရင်တော့ဒီနားမှာဈေးတန်းလေးရှိရကွာဘူတာယုံရဲ့ဘေးမှာပဲဘဲမှာသွားစရာမလိုဘူးအမဒီမှာဈေးတန်းလေးရှိအဲမှာဘာလေးရှိလဲဆိုတော့အတိန်ရင်တော့တက်ကြည့်လိုက်မယ်ကွာပြီးရင်တော့အဲသွားဆက်မယ်ကဲအားခဲ့ပေးပါအောင်ကမ let's go ကဲဒီဈေးတန်းလေးတွေမှာတော့အတိန်တို့ Thai food လေးတွေပဲအများဆုံးရှိပါမယ်ဒီနေ့ရဲ့ breakfast လေးမှာတော့အတိန်ကယိုရီယာထမင်းကြော်ချက်တာလေးနဲ့မှာလိုက်ပါတယ်ဈေးနှုန်းကတပွဲကို50ပဲပေးရပါတယ် တက်ပြီဒီမှာမမခောက်ဆွဲဘူးတယ်အေးတွေရေတက်နေဒီမှာအကုန်ဝယ်လို့ရပါတယ်နော်ဘူတာဆိုပေမဲ့ဇေနုံနေရာမကြီးပါဘူးနော်ညီမိုင်းကဲတိန့်တို့လည်းခူး breakfast စားပြီးသွားပြီဆိုတော့တောင်စတက်ပါမယ်သူကကျတော့ဘယ်လိုပုံစံမျိုးလဲဆိုတော့အတိန့်တို့ဒီမှာဘူတာ station ရှိတယ်ခွန်တန်း station ရဲ့ဘေးမှာပဲသူကဟိုတောင်ကြားထဲမှာဖြစ်နေတယ်အဲဘူတာကွာအဲ့အတွက်ကြောင့်မို့လို့ဒီမှာ ဝင်ပေါက်ရှိရကွာဒီမှာ national park ကဒီမှာတန်းဝင်ရှိပါတယ်အဲ့ဒါကြောင့်မလို့အတိုင်းတို့ဘယ်မှသွားစရာမလိုဘူးအဲ့ဘူတာမှာပဲရောက်တာနဲ့ခဏနာဒီမှာရှိတဲ့ဥမင်လိုင်းကောင်းတဲ့တပုံရိုက်အဲ့ဒါပြီးရင်တော့ဒီဘက်မှာရှိတယ်အဲဒီနောက်မှာဖုတ်ကောက်နေရှိတယ်ကွာအိုက်စီတန်းလေးရှိတယ်အိုက်စီတန်းလေးမှာနတ်ဆာဆာစားပြီးတာနဲ့အတိုင်းတို့ကဒီဘက်မှာရှိတယ် national park ကိုသွားပြီးတော့တက်ပါမယ်အဲအပေါ်မှာလမ်းကြောင်းတွေအများကြီးရှိရယ်ကွယ်အဲဘယ်လိုရှိလဲဆိုတော့အသိအပေါ်ရောက်မှရှင်းပြပေးပါမယ်ကဲဒါဆိုသွားပြီးတော့ like ကြပါအောင်သွားမယ် let's go ကဲအသိန်းတို့ခွန်တက်နေရှင်ရဲ့ပတ်မှာရှိတဲ့အမြင့်ဆုံးတောင်ထိပ်ထိအသိန်းတို့ကတက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ now vlog မှာအသိန်းတို့ဆောက်ပြီးတော့ကြည့်ပေးချပါဦး။ကဲဒါဆိုရင်အသိန်းတို့ခွန်တက်နေရှင်ရဲ့ပတ်စီကိုဆက်ပြီးတော့ key ဆက်လိုက်ကြရအောင်ပါ။အသိန်းတို့ပတ်တူမှာပြန်တွေ့ပါမယ်။အားလုံးပဲကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးပဲတင်ပါတယ်။အားလုံးပဲတတ်တာ။